မတ်လ18ရက်နေ့2025ခုနှစ်လူမြတ်ကျော်ညာကမိုက်တက်ဆက်မှုများမှာကြိုဆိုပါရစေဗျဒီနေ့မှာအလွန်ထူးခြားပွဲတည်င်းတစ်ခုရှိနေပါတယ်အစ်စ်နေကြော်ပြီးလက်ရှိအာနာပိုင်းအဖြစ်လို့တော့မှတ်ယူနေရပြီလို့ပြောဆိုလာတဲ့တိုင်းစကားအာခတ်တတ်တော့အေးအာခတ်တတ်တော့အေးနဲ့ ကုလသမဂ္ဂအထွေထွေတွင်းရေးမှုဂျုတ်တွေးဆုံတင်းနေတွေးဆုံကြားမယ်လို့ထိတွေ့ဆက်ဆံရမယ်လို့ဒီနေ့တရင်ထွက်ပေါ်လာပါတယ်အစင်းနေအစင်းအာအန်ယူဂျီနိုင်ငံတိုင်းဝန်ကြီးနေတွေ့တွေ့တင်တာမဟုတ်ဘူးလားဆိုတော့အလကတ်တော်အေးဘုဇုတ်ထုံညာနိုင်တိုက်ပွဲကမွေးထုတ်ပေးလိုက်တဲ့ခေါင်းဆော ငါဒီမှာလိုအပ်နေတဲ့ national leader ရူအမျိုးသားခေါင်းဆောင်အဆင့်တရိပ်ရိပ်တန်လန်းလာနေပြီလားကျွန်တော်ရဲ့အမေစုဆိုတဲ့တောင်ဆန်းစုကြည်ကတော့နိုင်ငံတော်ရဲ့ဂုံတူးဆောင်အတိုင်ပင်ခံကြီးမြတ်တော့အမျိုးသမီးတယောက်သို့တော်လက်တွေ့မှာတကယ်ဥဆောင်မဲ့စီးနိုင်ငံကြီးနိုင်ငံသားကြီးတန်ထမကြီး အစရှိတဲ့အဓိကတော့လက်ရှိကာလစီရေးပေါ့ဗျာဘို့လို့ထွမြင်လိုက်လို့ခေါင်းဆောင်မျိုးဟာ national leader ဖြစ်ထိုက်သလားဖြစ်သင့်လားဖြစ်ရမှာလားဖြစ်ဖို့လိုအပ်နေပြီလားဗမာပြည်မှာအမျိုးသားခေါင်းဆောင်ဆိုတဲ့အဆင့်ခေါင်းဆောင်တဦးရဲ့နောက်ကိုစိုက်မမဲ့လိုက်မဲ့ပြည်သူလူထုနဲ့တော်လှန်ရေးတပ်တွေအသင့်ရှိနေပါတယ်ဒါပေမဲ့ခေါင်းဆောင်မှုပြောင်းဆုံးနေတဲ့လေဟာနဲ့အခြေအနေကြီးမှာ အခုဆိုရင်စံတော်ဝါးနေပါဗျာဒီကနေ့အရကတတ်တော်အေအေနဲ့ဘုံကျုပ်အရကတတ်တော်အေဘုံကျုပ်ထုံးမြန်လာရင်အဆရှိရတောင်းရှိသူနဲ့ကုလသမဂ္ဂအထွေထွေထွင်းမှုကျုပ်မစ္စတာကူရာနတ်တို့ဆွေးနွေးမှုများပြုလုပ်ရမည်ဟုမိမိအနေနဲ့ယုံကြည်ကြောင်းကုလသမဂ္ဂအထွေထွေထွင်းမှုကျုပ်ကဒီကနေ့ပြောကြားလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာ၄ရက်တာရောက်ရှိနေတဲ့ အန်ဒီဘာနေအန်တိုနီယိုဂူဒါရက်မလ15ရက်နေ့စနေနေ့မှာပြောလိုက်တာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကရခိုင်ပြည်ကရန်ဂျာလူလူအခွင့်အရေးတွေကိုအပြည့်အဝလေးစားလိုက်နိုင်ရေးအတွက်အာခတ်တက်တော်နေထိတွေ့ဆက်ဆံမှုအရေးကြီးတယ်အဲ့တော့အင်မတန်ထူးခြားစေထူးခြားတယ်အင်မတန်ကိုအဲ အခင်းချင်းအပြောင်းလဲကြီးကအင်တာလှပနေတာကိုတွေ့ရပါတယ်။အခါတက်တော်ဟာကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့အာဏာပိုင်အရှိတရားဖြစ်ပါတယ်လို့လည်းကုလသမဂ္ဂအထွေထွေတွင်းမှုချက်ကပြောကြားလိုက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းအခါတက်တော် AE နဲ့ဆက်ဆံရေးကောင်းမှုနေကြောင်းပူပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းဒီကိတိရပါတယ်ဆိုတော့ ငါလူတို့ရေငါတို့ရဲ့ကောင်းဆောင်တွေပေါ်ထွက်လာနေပြီဘုကျုပ်ထွန်းမြတ်လာဘုကျုပ်ကွမ်မအစရှိတဲ့တိုင်းသားကောင်းဆောင်တွေဟာတိုင်းပြည်ကိုဥဆောင်နိုင်စွမ်းရှိတဲ့ national leader တွေအဖြစ်ကိုတွေ့ရွေ့တက်လန်းလာပြီးပြည်သူလူနှလုံးသားကိုစုပ်ကိုင်ထားနိုင်နေပြီဆိုတာကိုအရေးချင်းတွေလှုပ်ရည်ကံရည်တွေလက်တွေဖြစ်ရက်တွေက ပြသနေတော့ကား ငါကောင်လို့ရီတွဲတိုင်းမှာစက်ကောင်ပါမနေကြပါလေရောစက်ကောင်တစ်ခုရဲ့နောက်ကိုငါတို့တွဲတွေအားလုံးညင်ညင်ညာလိုက်တင်ပါပြီလိုက်ချင်နေပါဖယိုဘေးရဲ့ဗျံပဒါနဲ့တူတလူငါတမင်းအခြေအနေတွေကိုအဆုံးသတ်ပြီးတအုပ်နဲ့တူလက်ညှိုးတို့အပြစ်တင်အပုတ်ချတာတွေကိုရက်တန်းကရက်ပြီးလုံနေတဲ့လူတွေကိုပြောတာဖြစ်ပါတယ်ငါတို့တွဲတိုင်းမှာစက်ကောင်မပါကြတော့ပဲ ဇက်ကောင်းကြီးတစ်ခုရဲ့ဥဆောင်ရနောက်ကိုလိုက်ပါပြီတောင်ဝင်ကြည်ပြွန်စာထမ်းရွက်စီမံခန့်ခွဲသူကစီမံခန့်ခွဲဥဆောင်သူကဥဆောင်အစစ်စစ်သောခေါင်းဆောင်မှုပုံစံတွေနဲ့တော်လန်ကြီးကိုရှစ်တလန်းတိုးပြီးအောင်ပွဲကိုရယူကြရမယ်အခြေဖြစ်ပါဘာကြောင့်ဒီစကားကိုလူမြတ်ကျော်မင်းကပြောနေလဲဆိုတော့နေပြည်တော်ကိုကြည့်ကြရအောင် နေပြည်တော်မှာစကခချောက်အကြောက်ကြီးကြောက်ပြီးဘန်ကာရီတရဆက်ဆောင်နေပါလေစကခချောက်ကိုဝိုင်းရင်သားတဲ့အကာကင်းတက်တွေကခမရ413နဲ့41လေးဖြစ်ပါတယ်စေယုံချုပ်ကိုအဓိကအဓိကတောင်းရင်ယူပေးနေတာစကခချက်ဟောဝိဇာရီအမြောက်တွေတင်ကားတွေတန်ချက်ကတွေလေရင်တွေအလုံးအသိပြင်ထားရတဲ့အခြေအနေပါ ဘာဖြစ်လို့လဲကြောက်ကြောက်နေလို့မကြောက်ရင်စောက်ယူမဆိုင်ပဲဒီတိုင်းနေလိုက်ပါလားနေပြီးတော့မကြမချင်းငါတို့နိုင်တယ်ဆိုရက်កောက်ပြီးဘာလို့ဘန်ကာရီစောက်ပြီးရတာဘာလို့ညောင်ကျိုးကထွက်ပြေးကြတာလဲအိုနာကျိုးပြအိုအိုအိုနာကျိုးကန်းအိုနာကျိုးကန်းအတူအပြည့်ယာနဲ့ကြည်တဲ့သူတွေညောင်ကျိုးမှာဘသူလာကုပေးတယ်လက်ရှိ အရှင်ဖမ်းမိအသေးဖမ်းမိတွေမချင်ညာသေးဘူး။ညောင်ကျိုးတဲ့င်းကိုထပ်ပြောင်းအဲ့ဒီတော့စကခ6ပါဒီနေ့နောက်ဆုံးရရှိတဲ့သတင်းများရ၄၃အပြင်ထားပြီးတပ်ပတ်ချလဲပါလေညတူးဆက်တွေကလော်ဆက်တွေနဲ့အကြောက်ကြီးကြောက်ဘန်ကာတွေရှောက်ကရုံချင်းတွေတူးနေတာကိုတွေ့ရပါတယ်ခေါင်းရ၄၁၃နဲ့ခေါင်းမရ၄၁၄ တို့နဲ့ဆက်ပြီးတော့စကားကချောင်းနေနေပြီးတော့စေယုံကျုပ်ကိုအဓိကလုံကြုံပြီးပေးနေတဲ့တပ်တွေဟာအကြီးကြီးခံစစ်ပြင်ဆင်နေရတဲ့အခြေအနေမျိုးမှာငါတို့ထုတ်လိုက်ရင်ဘယ်တိရောက်ပြီလဲသိပြီလားယောအဲ့တော့နောက်တစ်ခုကအဲ့ဒီစကားက6ကတမမှုတွေဖြူဝမှုတွေပုံဖို့အတွက်ပါကိုကဲဘန်ကစောက်နေရတဲ့အခြေအနေပါတွေးကြည့်ရင်အ6တက် လေမြန်နဲ့ဘုံကျဲဖို့လောက်သာတတ်တဲ့၆တက်မြေပြင်မှာရင်ဆိုင်တွေ့ရင်ခွေးပြေးပြေးပြီးအတူအပြတ်နဲ့မတာပေါ်တဲ့၆တက်တတိရှိရင်ကွင်းလေပြင်မှာပစိုးတကွင်းထဲမှာနှစ်ယောက်ဆိုင်ပြီးမင်းတို့ဘုံနှစ်ဖူးချင်းတက်ပြည့်ရတဲ့တတိငါတို့တော်လည်ရေးတက်တွေမှာအပြည့်ရှိတယ်ရဲရင်ထွက်ခဲ့ရောက်ခွေးစားမခင်းနဲ့ပြည်သူကိုမယုတ်ပါနဲ့အပြစ်မဲ့ပြည်သူလူလူကိုတစားကမလုံးနဲ့ လူသားတိုင်းမလုံးနဲ့ဒုက္ခမပေးနဲ့ယောက်ျားတွေမှန်ရင်ယောက်ျားတွေမှန်ရင်မင်းတို့တွေကဘိုးချုပ်ကြီးဘိုးချုပ်မူကြီးကစတတ်မှာဘူးပြူအောင်မူဘာကောင်းမဆိုငါတို့တော်လည်းတက်ကရဲဘော်တွေကပစိုးတကွင်းထဲမှာနှစ်ယောက်စုပြီးတယောက်နှစ်ဖူးတယောက်တစ်ပြည့်ရဲလောက်တဲ့တပ်သိမျိုးနဲ့ညင်တို့ကိုမင်းတို့ကိုလက်ခမောက်ခတ်ပြီးရင်ဆိုင်နေတာဖြစ်တယ်ရဲရင်တော့ ဲ့တော့စကားက၆ဟာကျွန်တော်တို့စိတ်ရင်းတို့လာပါတယ်နိုင်ငံရေးကျင်းသားတွေဒေါန်ဆန်းစုကြည်နဲ့တမရအူဝင်းမြင့်ကိုတို့ကိုဖမ်းနေထဲမှာပါနိုင်နေကောင်းတယ်စစ်ကြောရေးလုတ်တဲ့ထဲမှာပါနိုင်နေကောင်းတယ်အနည်းဆက်ဆုံးဆိုဒေါန်ဆန်းစုကြည်ရဲ့တတ်တော်ဆောက်မချေဘီလူတွေနာမည်တော်မိတယ်သူကိုစစ်ကြောရေးလုတ်တာလဲစကားက၆မှာလို့သိပါသိရပါတယ် စကက6နဲ့အနီးတစ်ဝိုက်တက်ဒီမှာအဓိကတော့စကက6ပါဂျမ်မာ international 3နဲ့ဂျမ်မာကြီး3လုံးရှိပြီးအဲ့ဂျမ်မာတွေဖွင့်လိုက် TV line တွေမှာပြတ်တောက်တဲ့အထိကိုကြောက်လန့်ပြီးအစင်စင်ခံစစ်ပြင်နေပါလေအနောက်ဘက်ရှေ့ဘက်တွေကိုတခါတလေလက်နက်ကြီးတွေနဲ့ဟိုပြစ်တီးပြီးတောင်ပြစ်မြောက်ပြစ်လုံနေတာကိုငါတို့မသိမထင်နဲ့အဲ့ အဲ့ဒီတော့မင်းအောင်လိုက်အိမ်တော်လေးကိုကြည့်ရအောင်မင်းအောင်လိုက်အိမ်တော်ထဲမှာလုံချိုကြီးဘလောက်ချတာလဲဆိုတော့ဘန်ကာ၅လုံးအခိုင်မှာစောက်ထားတယ်နေပြီးတော့စစ်တိုင်းယုံစီဌာနစခန်းယုံတိုင်းဦးစစ်ဦးစီးချုပ်ချုပ်တရားတွေဟာနေပြီးတော့မင်းအောင်လိုက်အိမ်နဲ့လက်ရှိစစ်တိုင်းယုံစီဌာနစခန်းယုံတိုင်းစစ်ဦးစီးချုပ်ယုံနေရာ ဥပါတနိကဇေဒီရွှေကုံပုံလူဇေဒီနဲ့မလန်းမကန်းမှာရှိဇေယုံကျုပ်ជីជីတဲ့ဇေယုံကျုပ်ရဲ့ကကជីလို့ပဲပြောမလားဇေယုံကျုပ်ជីလို့ပဲခေါ်မလားစီမံဌာနဟာနေပြီးတော့ခံစစ်ကိုအကြီးအကျယ်ပြင်ဆင်ပြီဆိုတဲ့အကြောင်းငါတို့သိနေတာအဲ့တော့စကားက6ရဲ့စစ်စင်ကြီးကိုကဲမှုကိုကြည်ရရင်လိလာကြည့် စေဦးသည်ဘုံမှုချုပ်တာဝန်မှာပူတဲ့တာဝန်ထမ်းဆောင်ရတဲ့ဘုံမှုချုပ်ဇေယဝင်း DSC 43ဒီကောင်တာဝန်ယူလာတယ်မင်းနေပြီးတော့လက်နက်ချလို့ပြောတဲ့ချိန်မှာမချရင်ဇေယဝင်းဆိုတဲ့ကောင်ရဲ့တဆွေလုံးတစ်မျိုးလုံးတကောင်မှမတားဘူးဆိုတော့ဒီအချိန်นี่နေပြီးတော့ကန်စစ်ပြင်နေကြရပြီတစ်ဖက်မှာ ညောင်ကျိုးတရင်ကိုကြည်အောင်ခုနအရခတ်တတ်တော်အေအေနဲ့အရခတ်တတ်တော်အေအေနဲ့ဘုရားသမကအထွေတွင်းမှုချုပ်ကတွေးစုံတို့ကြောင်းကမ်းလန်းမှုတရင်စကားဟာအမတန်နှစ်ထောင်အားရဝမ်းသာစရာဖြစ်ပြီးဘုရားထုံးမြတ်လိုက်အရခတ်တတ်တော်အေအေအတွက်ဂုံယူဝမ်းမြောက်စရာဂုံယူဝမ်းမြောက်ကြောင်းဒီနေရာကနေပြည်သူလူထုနဲ့အတူပြောကြားလိုပြီးနောက်တစ်ချက်ကအရခတ်တတ်တော်ရဲ့အဓိကဖိုးစစ်စင်နေတဲ့ ညောင်ကျိုးညောင်ချီတော့ကိုကြည့်အောင်ညောင်ချီတော့ဒီဝင်ရောက်ပြီးကာကင်းနေကိုတိမ့်နေပြီလို့လဲကြားရပေမဲ့စင်လန်ကစံပလက်ညောင်ချီတော့ချောင်းတရာကိုဖျက်လေးသားတောင်ပေါ်ကကပစဆော့အလေပဟုအဖြောက်တိုင်းရှစ်မိုင်ပဲဝေးတဲ့အခြေအနေအဲ့တော့တတ်တော်တို့ရေလေးသားတောင်ပေါ်တက်ပြီး ကပ္ပစ၆ခုအလဲပူတက်တဲ့အမြောက်တကန်းกว่าရှိပါတယ်။အဲ့တော့ညောင်ကျိုးညောင်ချီတောင်းနဲ့ပတ်သက်ပြီးတလုတ်လုတ်တမြုံမြုံတငုံငုံနဲ့ကပ္ပစ၆ကပ္ပစ၅ကပ္ပစ၉ကပ္ပစ၁၆အောင်ရှိပေစင်တယ်။တကြုံလုံးတင်ပြမပြအလံပြထောင်းမထောင်းရင် 阿尔卡特多伊啊，老一些呢表演别的，德堡苏里啊，阿尔卡特多伊也因为个爆发了的得到的别的，因为呢，表面的他的一些的表达的，当然一个有推把事的，芒多芒多呢，芒多的芒多呢，你有朋友的，当官啊，是的，一开路庙，五朝当路路庙了，没贪污，将来搞完了，十年了我们去，去呢。 အဲ့တော့ဒါရီယာကျွန်တော်တို့လိုအပ်လို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်။နောက်တစ်နေ့တစ်ခုရှိနေပါတယ်။စကိုင်းအင်းတို့ကတာစစ်ကောင်စီရှင်နံဖြတ်တိုက်တာမတာပေါ်ပါလေစစ်ကောင်စီအလောင်းမတာပေါ်တာအယောက်၄၀ပါအရှင်29ယောက်ဗန်းမိထားပါတယ်။ဒါနဲ့တစ်ဆက်ဆက်တည်းမှာဒီသတင်းလေးကိုမပြောခင် ကျွန်တော်တို့သတိထားမိတာလေးတင်ပြချင်ပါတယ်။ဘဇစ်တဟာရှမ်းမြောက်မှာဒီအန်လေးကိုဖီးအားပေးပြီးလေမြန်းတဲ့ဘုံတရဇက်ချဲနေတဲ့အချိန်တရုတ်ရဲ့ဖီးအားကြောင့်ဆွေးနွေးမယ်ပြောပေမဲ့စစ်ကိုရက်စဲလို့စိတ်မရှိပဲအနိုင်တိုက်ဖို့စူးစမ်းနေတဲ့မင်းအောင်လိုက်ရဲ့စစ်တပ်ရဲ့အခြေတဖက်မှာ TNL MND အဆရှိတဲ့တပ်တွေကတရုတ်ရဲ့ပြည်အားကြောင့်စစ်ကိုတန့်ပြီး ချိန်စလောက်ကင်နေရတဲ့အခြေအနေမှာမိုးပြင်းကိုဒိုးစစ်ဆင်ပြီးတိုင်းတုံတိုင်းစုံရဖြစ်တဲ့မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းစုံရဖြစ်တဲ့မြောင်နဲ့ရေရေစကြူကြီးလေကျွန်းတဝိုက်ကိုဒိုးစစ်ဆင်လာကိုတွေ့ရပါတယ်တစ်ဖက်မှာမိုးပြင်းကိုဒိုးစစ်ဆင်လာတွေ့ရပါတယ်နေပြီးတော့အပေါက်တွေကိုပိတ်နေတာလို့ခင်လို့ရတယ်မိုးပြင်းက ။တစ်ဖက်ကမြန်မာပြည်ရဲ့ကြောရိုးဖြစ်တဲ့တိုင်းသုံးတိုင်းစုံရစုံမကြီးကိုဘာလို့ထိုးစစ်ဆင်နေလဲဆိုတဲ့ကိစ္စစီစီအရာအင်မတန်စဉ်းစားစရာကောင်းပါလေ။အဲ့တော့အာခတ်တတ်တော်အီနဲ့တပေါင်းစုတွေထိုးစစ်အရှိန်ဟာအကယ်၍သာတိုင်းသုံးတိုင်းစုံရရေလေကျွန်းငင်းချံရေတကြိုတကြောကမြောင်မို့ဒီတကြောကတက်နေတဲ့သာပေါင်းမိွားရင် မန္တလေးတိုင်းမှာပါပြီးရှမ်းမြောက်မန္တလေးတိုင်းရှမန်းစစ်စီထိုးစင်းလာခဲ့ရင်မြန်မာပြည်အနေနဲ့ကြောပြတ်ပါတဟာအခတ်တော်အေရဲ့ထိုးစီရဲ့အဆက်အဆက်အညာဒေတာစီတို့စီစင်းလာတဲ့တော်လန်ကြီးရဲ့လိုင်းလုံးအရှိန်ဖြစ်ပါတယ်မိုးပြေကတော့မိုးပြေလွိုက်ကောပင်လောင်းပေါ့နော် ဒီအပေါက်ရှမ်းတောင်ရှမ်းရှိနေနေပြီးတော့ပေါက်တယ်ပိတ်ဖို့အတွက်မိုးပြက်ကိုထိုးစစ်ဆင်တာမျိုးလို့ကျွန်တော်တို့ယူဆလို့ရပါတယ်တစ်ဖက်မှာကရင်ကရင်ဟာမနေ့ကဘလူးတူးစကန်ကိုတင်လိုက်ပြီးနောက်ထပ်တင်ဖို့တမဟာငါ꽌မှာစကန်မရှိတလို့ပဲကတိုင်တိကိုလည်းရသွားပြီလို့သိရှိထားရပြီးတမဟာငါခွင်ကစစ်စကန်အလုံးပြီးရင်တော့တောင်းဘူး ောက်ပိုင်းတိုင်းစစ်ဌာနချုပ်ညခုံကတ်လုပ်လို့ဖြစ်ရမယ်အခြေအနေအဲ့တော့ခုနအင်းတို့တရင်ကြီးပြန်ပြောအောင်အင်းတို့ဟာတော်လိုင်းတက်တွေပူပေါင်းတက်တွေအများစုထိ ंछ ုပ်ထားတဲ့မြို့ဖြစ်ပြီးအင်းတို့ကတာမြို့ချားကိုတက်လာတဲ့အင်းအား150ပါကတာမြို့ခမရ300ကိုတက်ရင်တင်းနှင်းစင်းတက်သားတွေအပါဝင်အင်းတို့မြို့ကို စစ်ကူပို့ဖို့ဆင်းလာတဲ့စစ်ကြောင်းကိုဖျက်တိုက်ခဲ့နိုင်ပါလေမတ်လ15ရက်နေ့မှာ29အရှင်ဖမ်းမိပြီအယောက်40မတာပေါ်တယ်လို့ကျွန်တော်တို့ကျွန်တော်တို့သိရပါတယ်စစ်တုံးကနေ့တွေမှာပုံမှုတရင်မှုဗျူဟာမှုတွေလည်းပါတယ်လို့သိရပြီးတက်ကွင်းတဲ့ကိုတဲ့တဲ့ခိုးဝင်လာတာကိုကြည်ချင်းအဖြစ်ဘတ်စစ်တပ်ဟာကမှုရှူရုံနဲ့ တပ်သားတစ်တွေကိုပေလံပို့နေတာကိုမြင်နိုင်ပါတယ်ဆိုတော့ဒါနဲ့တဆက်ဆက်ထဲမှာအေအောင်တိုက်မှာစစ်မျက်နှာတစ်တခုထပ်ပွင့်ပါတယ်လေးမျက်နှာအေအောင်တိုက်လေးမျက်နှာပသိမ်မုံရွာလမ်းဘေးမှာရေကြီးဘက်ကနေရေကြီးဟင်းတရာဝင်တဲ့လမ်းကြီးစစ်ကောင်စီကအကုန်ပိတ်ချလိုက်ပြီး ် PDF တွေဝင်လာတယ်ဆိုပြီးဖက်စစ်တပ်ကစစ်ကြောင်းထိုးလာပါတယ်။ပသိမ်မွေရလမ်းဘေးကဆက်ဆက်ယူရဆက်ဆက်ယူရဆိုတာသိရမှာကျွန်တော်တို့ဒီဟိုဟာလေးတွေနေပါလေ။ကြောင်ပေးစူးလေးတွေနေ။ချင်းလေရပတ်ဝန်းကျင်ပတ်ဝန်းကျင်မှာပြင်းထန်တဲ့တိုက်ပွဲထိတွေ့တိုက်ပွဲတွေဖြစ်တယ်လို့ကျွန်တော်တို့ကနအူသိရပါတယ်။ချင်းလေရကိုဝင်ပြီးဖက်စစ်တပ်ကစီလာပြီးတော့ပြည်သူလူတွေကို ဖန်စီက PDF သတင်းတွေအတောက်ကိုတောင်းနေတည်ရပါတယ်။ရေကြီးရေကြီးမှာတော့ဗျာဂျင်နတာလမ်းစုံဆက်ဆက်ယူလမ်းစုံဒါရီကိုပတ်စတာဒီကနေ့မနက်မှာ18ရက်နေ့မနက်မှာပိတ်ချထားလိုက်ပါတယ်။ဒါကြောင့်ရေကြီးတဝိုက်ကလေးမျက်နှာဟင်္ဒရခရိုင်တွင်းမှာပါတဲ့ PDF တက်တွေဟာပြည်သူလူထုကိုတတိထားချဖို့ မလိုအပ်ပဲခยีမသွားကြဘူးကျေးဇာရံဘုရားမူပဲသွားမယ်လို့မင်းမှုရှင်ဇတ်တော်သွားမယ်လို့ချောင်းတော်မှာသွားနာမယ်လို့ငွေဆောင်မှာသွားကဲမယ်ဆိုတဲ့အတွေးတွေမဖြောက်ရင်ကိုစိုက်ပြိုးတာကိုရှိတ်တင်းရပြီဘုတကာက expect ကားလို့တိုက်ပွဲမှာပြိမိပြီးစစ်တပ်ကလူသားတိုင်းလုံလို့တိကိုက်မှုများဖြစ်ခဲ့ရင်ကျွန်တော်တို့ပြည်သူလူထုအူချင်းစီရဲ့အသက်တွေကိုတန်ဖိုးထားသောအဖြစ်မလိုအပ်ဘဲဘယ်မှမတော်ပါဘူး လက်ရှိအချိန်မှာရေကြီးဟင်္ဒရခရိုင်ရေကြီးစစ်မြေနာတစ်ခုထပ်ဖွင့်လာပြီးရွှေတောင်ရံကိုချက်ချင်းဝင်ထိန်းလို့ရတဲ့အချိန်ရှိနေပါတယ်။တစ်ဖက်မှာမကွေးစစ်မြေနာပဲခူးစစ်မြေနာပြည်ပတော်နဲ့မကွေးစစ်မြေနာတွေကိုတလန့်စစ်မြေနာဖွင့်ဖို့စစ်နေလျက်ရှိတဲ့အချိန်နေတဲ့တစ်ဖက်မှာစစ်တွေကြောက်ဖြူကိုတပြိုင်နက်ဖို့စစ်နေတဲ့ အာခတ်တတော်ဤတပ်ပေါင်းစုကလုံရင်လုံတဲ့အတိုင်းဖြစ်တယ်နော်အင်အားနဲ့လက်နက်ခဲယမ်းကိုစစ်မျက်နှာငါးခုလောက်တပြိုင်နဲ့ဖွင့်တိုက်နိုင်တယ်ဆိုတဲ့ကညောင်ကြည့်ကြအဲ့တော့လက်ရှိအချိန်မှာ AR တိုင်းမှာသူတာပေါင်းရွှေတောင်းရံရခိုင်မျိုးမှဆက်ဆက်တွေအားလုံးအော်ကတပ်ပိတ်ဆို့ထားပြီး စစ်မဖွင့်သေးပဲခဏတန့်ပြီးမကွေးနဲ့ပကူပြီးပတောင်းညောင်ကျူးညံထောက်ကပ္ပစာရီထိုးဝင်မှုလုပ်နေပါတယ်တစ်ဖက်မှာကြောက်ဖြူစစ်တွေဒီအခြေအနေတွေရှိခဲ့တယ်လို့အင်းတော့အင်းတော့ဒေတာကကိစ္စဟွအင်မတန်ထူးကြပါတယ်တော်လိုင်းတက်တရားဒီနောက်ပိုင်းမှာအင်အားယာနဲ့ချီတဲ့စစ်ကြောင်းတွေဟူ အဓိကစကိုင်းမကွေးတကြောစကိုင်းကိုပဲပြောမယ်အင်အားညာနဲ့ကြည့်တဲ့စစ်ကြောင်းတွေကိုဖျက်တောက်တိုက်ခိုက်ပိတ်ဆို့နိုင်တဲ့အခြေအနေတခုကိုရောက်လာတာကိုတွေ့ရပါတယ်အဲ့တော့အလကတတော်အေးရဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးနဲ့မြေပြန့်ကိုဆင်းလာတဲ့ထိုးစစ်အရှင်ရဲ့လိုင်းလုံးဟာအညာကိုကောင်းကောင်းကြီးအထောက်ကူပြုပြီးစကိုင်းတိုင်းဟာမကြခင်မကြခင်ထိုးစစ် ်ဒေါ်လာဖိုးစစ်ကြီးဖွင့်လာနိုင်တဲ့အခြေအနေမျိုးကိုမြင်နေရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အဓိကဖိုးစစ်ဆင်ပြီးပိတ်ဆို့နိုင်တဲ့နေရာတွေဖြစ်တဲ့တိုင်းတုံးတိုင်းစုံတဲ့မန္တလေးစကိုင်းမကွေးတိုင်းတုံးတိုင်းစုံတဲ့ရေစကြိုမြင်းကြံမြောင်တွေကိုဂယုတဆိုင်ပိတ်ဆို့ကာယံထားဖို့လိုအပ်ပြီးဝင်လာသည်မစစ်တောင်းဖြတ်တောက်ပိတ်ဆို့ကြပါနောက်တစ်ခုက မင်းလာကိစ္စပြည်ပတော်ကိစ္စဖစိတဟာရန်ကုန်ဝင်ပေါက်ကိုပိတ်ဖို့ပြင်ဆင်နေပါတယ်ကျွန်တော်တို့မင်းလာဥပ္ပတာယဝတိအဲ့ဒီအောက်က30ကျန်ကုန်လမ်းကြောင်းကြီးပေါ့ပြည်လမ်းလို့ပဲခေါ်မလားအဲ့ဒီလမ်းကိုကျွန်တော်မိနေလို့မသိကြမှာဆိုအဲ့ဒီကြောကိုလည်း ဖစစ်တပ်စစ်ကြောင်းရှုချစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်။အဲ့တော့အနောက်ဘကိုးရိုးမကတပ်တွေရာလေပြည်သူလူထုတွေရောတပ်တွေရောအစင်သည်ပြင်ဆင်ထားပါ။ဖစစ်တပ်ဟာလေရင်စက်တပ်လေဒီနှစ်ခုအားပြုပြီးမြေရင်စစ်ကြောင်းထုတ်ဖို့ကြိုးစားလာတဲ့ပုံစံကိုတွေ့ရပါတယ်။ဒါကတော့တော်လန်တဲ့ရင်းဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုကိုကြည့်ရတဲ့အဲထဲမှာတော်လိုင်းနဲ့ပတ်သက်တဲ့ လက်တွေ့မြေပြင်မှာတိုက်နေတဲ့ဂျဲဘော်တွေပိုင်နေကောမတ်မှာရေးထားပေးခဲ့ပါကျွန်တော်တို့ပြန်လည်တင်ပြတင့်တီများကိုပြန်လည်ခင်ပြပါမယ်ဒါပေမဲ့ကောမတ်တွေကိုတော့ကျွန်တော်အထူးတလည်ဖတ်မနေဘူးအင်တာနက်နဲ့ဈေးကြီးတဲ့အချိန်လူကြီးလုံနေရတဲ့လူကြီးဖြစ်တဲ့အတွက်စိန်ခံစိန်ရစ်ပြီးတော့လူကြောက်ကောက်အောင်ထိုင်ပြောတာတွေကိုတော့လူမျက်ကြော်ပဲတော့မှမလုပ်ခဲ့ပါဆိုတော့နီကိုအနီအမျိုးသား ကောင်းဆောင်အဆင့်ကိုဘသူရယူကြမယ် National leader ဆိုရက်တိုင်းပြည်ရဲ့တော်လှန်ရေးကာလအတွင်းကောင်းဆောင်တဲ့အတွေးခေါ်တဲ့နိုင်ငံတဲ့ဒါရီကိုပြည်သူတွေအလုံးကလိုလားတောင်းတနေတော့မှာအရကတတော်အီနဲ့ကုလသမဂ္ဂအထွေတွင်းမှုချုပ်နဲ့တွေ့ဆုံမဲ့ဆိုတဲ့တည်င်းဟာ နေလို့လာလို့ထုံးပါလောလောလာပါလေဗျာအင်မတန်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူသလိုတရားကြီးကပူချုပ်ကွမ်းမို့ကေနလီကပူချုပ်ဘောချုပ်ဟဲ့အမဒီကတပုံးရှင်တေနလီကတပူချုပ်အစရှိခေါင်းဆောင်ကြီးဒီပေါ့သူ့အထက်မှာလည်းရှိနိုင်ဒီတက်တွေကတိုင်းပြည်နဲ့လူမှုမျက်နှာကိုထောက်ထားပြီး ကျွန်တော်တို့တော်လိုင်းကြီးတက်တွေစူကြီးကစေဦးစီးကောင်စီများဖွဲ့တတိုင်းပြည်လုံးကိုဥဆောင်ကနိုင်ငံတော်သိစီခေါ်ဆောင်တွားလိုက်မယ်လို့ပြည်သူလူကမျော်လင့်ယုံကြည်လျက်ရှိပြီးဒီကောင်ဆောင်တွေဟာဒီကောင်ဆောင်တွေကတိုင်းရင်းသားတွေတဲကအမျိုးသားကောင်ဆောင်တယောက်ပေါ်ထွန်းလာဖို့ညင်ယောင်မိပါတယ်လို့ပြောရင်ဒီညတော့ပြည်တော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်